2026ခုနှစ်အတွက်စည်ရေးကူညီဖြင့်ယူရို17.5ဘီလီယံပေးဖို့ဂျာမန်အစိုးရရဲ့အဆိုပြုချက်ကိုဂျာမန်လွှတ်တော်ကအတည်ပြုဆုံးဖြတ်လိုက်တဲ့အတွက်ကျေးဇူးတင်ရှိကြောင်းနိုဝင်ဘာလ30ရက်နေ့၌ယူကရိန်းကာကွယ်ရေးဝန်ကြီးဒန်နစ်မီဟာကပြောဆိုလိုက်ပါတယ်။ယူကရိန်းအတွက်လက်နက်ကြီးကြီးတွေ၊ drone တွေပါဝင်စစ်ဘက်ဆိုင်ရာပစ္စည်းမျိုးစုံအတွက်ဂျာမနီရဲ့ရခုကူညီဟာရုရှားရဲ့ကျူးကျော်စစ်ကာလတခြားစံချိန်တင်ကူညီမှုဖြစ်တယ်လို့ အလွာဆုံးချိန်မှာကူညီတဲ့အတွက် ယူကရိန်းပြည်သူတွေနဲ့ယူကရိန်းတပ်ဖွဲ့တွေကိုစားအထူးကျေးဇူးတင်ရှိကြောင်းလည်းယူကရိန်းကာကွယ်ရေးဝန်ကြီးကသူ့ရဲ့လူမှုကွန်ရက်ဆောင်ရွက်နာမှာရေးသားထားပါတယ်။နိုဝင်ဘာလ28ရက်ကကျင်းပခဲ့တဲ့ခြားမန်အောက်လွှတ်တော်မှာ2026ခုနှစ်ဘတ်ဂျက်အတွက်အစိုးရကတင်သွင်းတဲ့ယူရို924.5ဘီလီယံကိုအတည်ပြုခဲ့တာဖြစ်ပါတယ်။အတည်ပြုဘတ်ဂျက်အရဂျာမန်ကာကွယ်ရေးအတွက်ယူရို108ဘီလီယံအသုံးပြုမှာဖြစ်သလို ယူကရိန်းကိုယူရို17.5ဘီလီယံကူညီပေးသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။